မင်္ဂလာပါပညာနေအားလုံးကြိုးစားပါရစေဗျာဒီနေ့မှတော့ကိုယ့်ရဲ့ Facebook page နဲ့ပြီးတော့ Passion Share လို့ရပြီလားဆိုတော့ပြန်လဲကြည့်ရှုနေမြပေးမှဖြစ်ပါတယ်အဲ့တော့ Facebook page တွေကနေပြီးတော့ဝင်ငွေတွေ income တွေတလတလဒေါ်လာဒေါ်လာတွေအများကြီးရတယ်တလောက်3-4000ရနေတယ်ကျွန်တော်တို့ Facebook income တွေပြီးတော့ဝင်ငွေရှာတဲ့မိတ်ဆွေတွေအများကြီးရှိပါတယ် အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းရှာမယ်ဆိုရင်ရှာလို့ရပါတယ်ဗျအဲ့လိုရှာဖို့အတွက် Facebook account တစ်ခုလုံးမယ်ကိုယ့်ရဲ့ Facebook account နေ Facebook page ထောင်ဖို့လိုတာပေါ့နော် Facebook page ထောင်နေတော့ကျွန်တော်ရင်ဗီဒီယိုမှာမြောက်ပေးခဲ့ပါတယ်ဗျ Okay ဒါဆိုရင်ကိုယ့်ရဲ့ Facebook page ကပတ်စံရှာလို့ရပြီသားဆိုတော့ပြန်လည်ကြည့်ရှုနေမြောက်ပေးမယ်ပထမဆုံးကိုယ့်ရဲ့ Facebook page ထဲကိုဝင်ဝင်လိုက်မယ်နော်ကိုယ့်ရဲ့ Facebook page ထဲဝင်လိုက်ပြီးတော့ကိုယ့်ရဲ့ profile name ကိုထပ်ဝင်လိုက်ပါ Okay ကိုယ့်ရဲ့ profile name ကို ပြန်ဝင်လိုက်မယ်နော်။ Okay ဝင်လိုက်ပြီဆိုရှင်ကြည့်လို့ရတဲ့နေရာတွေကတော့အများကြီးပါပဲ။အလွယ်အလွယ်ကူဆုံးကြည့်လို့ရတဲ့နည်းလေးကတော့ဒီမှာရှိတဲ့ professional ဓာတ်ပုံလေးကိုဖွင့်လိုက်ပါဗျာနော်။ဒီအားလေးကိုနှိပ်ပေးလိုက်ပါ professional ဓာတ်ပုံလေးကိုနှိပ်ပေးလိုက်မယ်။အဲ့လိုနှိပ်ပေးလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့တွေအပေါ်အပေါ်ဆုံးလေးကိုတစ်ချက်ကြည့်လိုက်မယ်။အပေါ်ဆုံးလေးမှာ inside တို့ contact တို့ဒီ engagement ရှိတဲ့အဲ့ဒီ debit လေးကိုဆွဲပေးလိုက်ပါ။အဲ့ဒီ debit ဆွဲလို့ရှိရင်ဒီဘက်အစွန်းလေးမှာ monetization ဆိုတာလေးပါပါတယ်ဗျာ။ monetization လေးကိုကျွန်တော်တို့တွေဖွင့်လိုက်ပါ။ အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်အခုလိုမျိုးလေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကြည့်ကြည့်ပါကျွန်တော်တို့အရင်အရင်တော့ပေါ့နော်အဲအရင်တော့ဆိုလို့ရှိရင်ဒီလိုခြေနေလေးပေါ်လို့ရှိရင်ဒါဝင်ငွေရှာလို့ရပါပြီဒါ instrument india ပေါ့နော်အရင်အရင်တော့ဆိုလို့ရှိရင်ဒီဟာလိုမျိုးလေးရှာလို့ရပြီဒါပေမဲ့အခုနောက်ပိုင်းဒီ2024ဒါနေစပြီးတော့2020ကနောက်ပိုင်းမှာ ်အခုလိုမျိုးပေါ်လို့ရှိရင်ကျွန်တော်တို့တွေဝင်ငွေရှာလို့မရတော့ပါဘူးဒီဟာတွေကတော့သူ၃ခုသလုံးပေါ့နောက်ခုနောက်ပိုင်းသူ့ရဲ့ policy ကဒီကျွန်တော်၃ခုသလုံးဒီဟာလေးကုန်လုံးကိုကျွန်တော်ပေါင်းပေးမှာဖြစ်ပါတယ်ဒီဟာလေးကုန်လုံးကိုပေါင်းပေးပြီးတော့ဒီ content monetization ဆိုပြီးတော့ကျွန်တော်တွေပုံပုံမဲ့တင်တင်စာပေရေးဗီဒီယိုပဲတင်တင်ဝင်ငွေရဖို့တစ်ခုတည်းကိုပဲသူတစ်ခုတည်းကိုပေါင်းပေးမှာဖြစ်ပါတယ်အဲခုလောလောဆယ်ရတော့ကျွန်တော်တို့က ဒီဟာလေးလေးကတော့ကျွန်တော်တွေလောလောဆယ်မပေါ်သေးဘူးပေါ့နော်အဲ့ဒါဒီကဒီဟာလေးတွေဒီ re တော့ bonnet တော့ subscription အဲဒီ swimming ပေါ့နော်အားလုံးကိုသူပေါင်းပြီးတော့တစ်ခုတည်းပြန်လည်ပြီးတော့အခုလိုမျိုး invite လုပ်မှာပေါ့နော်သူဒါတော့သူ invite လုပ်မှာပဲရတော့မှာဖြစ်ပါတယ်သူ invite လုပ်မှာပဲရတော့မယ်အဲ့လိုအခြေအနေမျိုးသူ invite လုပ်ပေးဖို့အတွက်ကျွန်တော်ဘာလို့လုပ်မလဲဆိုတော့နေ့စဉ်ပုံမှန်ကိုယ့်ရဲ့ page မှာ ပုံလေးလေးတင်မယ်စာလေးလေးတင်မယ်စာလေးလေးရေးမယ်ဗီဒီယိုလေးတစ်ပုတ်ပုံမှန်နေ့စဉ်တင်မယ်အဲ့တော့အဆင်ပြေလို့ရှိရင် like တွေပါလေးလွှင့်ပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook page ကို तू ဟိုအမြင်ဆုံးပေါ့နော် contest monetization service ဒီ set လေးကို तू လာပေးပါတယ်အဲ့လိုပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က set လေးကိုပေါ်ပြီဆိုတာနဲ့အဲ့ဒါလေးကိုကျွန်တော်တို့ service app ကြီးရှောက်လို့ရပါပြီအဲ့တော့အဲ့ဒါလေးပေါ်တာနဲ့တချို့ဆိုရင်အဲ့ page တွေကိုရောင်းစားရင်တော့၄၅၀တင်းတော့အနည်းဆုံးရပါတယ်အဲ့လိုပေါ်ဖို့အတွက်ကြိုးစားကြတာဖြစ်ပါတယ် အလုပ်ပေါ်ဖို့အတွက်ကလည်းကျွန်တော်ခုနပြောသလိုပဲကိုယ့်ရဲ့ဖေ့ကနေ့စဉ်ပုံမှန်စာလေးလေးပုံလေးလေးတင်မယ်လိုက်လေး view လေးလေးအတန်အတင်တင်ရှိမယ်ဟောဗီဒီယိုလေးလေးပုံမှန်တင်မယ်အပြီးလိုက်လေးပါလေးလွှင့်ပေးမယ်ဆိုလို့ရှိရင်မကြောက်ဖွင့်မှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီကောင်လေးလည်းကျွန်တော်ဖွင့်နေတိတ်မကြသေးဘူးဒါခုလိုမျိုးဒီဟာလေးလာပေးတယ်ပေါ့နော်ဒီလိုက်ပေးတဲ့ဒါကြောင့်ဒီကောင်လေးကတိတ်ပြီးတော့ မရန်ပြဘူးနော်ကျွန်တော်အားတဲ့ခံမျိုးမှမကြမကြအားတဲ့ခံမျိုးပဲတင်ပြတယ်ပေါ့အာဒီရဒါလေးကတူဒါအရင်တော့ဆိုလို့ရှိရင်တော့ဒါရှောက်လို့ရပြီပေါ့နော်ဒါအခုတော့ဒီဟာကိုသူခဏပိတ်ပလိုက်ပြီးတော့အားလုံးပေါင်းပြီးတော့တစ်ခုတည်းကိုသူဆက်ဆက်သူသူအင်ဗိုက်ပေးမှာပေါ့နော်သူအင်ဗိုက်ပေးမှာပဲရတော့မှာဖြစ်ပါတယ်သူအင်ဗိုက်ပေးမှာတော့အခုလိုမျိုးပုံစံလေးပေါ့နော်ကျွန်တော်ကျွန်တော်ပြပေးမယ် အဲသူ invite ပေးมาကတော့ခုလိုမျိုးပေါ့အဲ content monetization ရှင်းဆိုပြီးတော့ဒီလိုမျိုးလေးသူပေးမယ်အဲ့လိုမျိုးပေးလို့ရှိရင်ကျွန်တော်တို့ကဒါဆိုရင်ရှောက်လို့ရပါပြီကိုယ်တိုင်ရှောက်ခြင်းလဲကိုယ်တိုင်တော့ရှောက်မရဘူးเนาะ service app မှာဘောနော service ကကျွန်တော်ဘာလို့မေးဆိုတော့အားလုံးပြပြပေးပါတယ်အဲ့တော့ service ကတော့ fee ကြီးတော့နိုင်ငံတော့ပေးရတယ်အားပေးလို့ရှိရင်ကျွန်တော်တို့တွေဒီဘောနော်ကိုယ်တိုင်မရှောက်ခြင်းဘူးဆိုလို့ရှိရင်အဲ့ဖေးကိုရောင်းစားမယ်ဆိုရင်တော့ link အဆင့်တွေတော့အတားလေးပြင်မလွတ်ပါဘူး okay ဒါလေးကိုမေးဆွေမလာမြန်ပေးရပါဗျအားလုံးကျေးဇူးတင်ပါတယ်ဒါဆိုမေးဆွေများရဲ့ Facebook page နေပြီးတော့ဝင်ဝင် share လို့ရမြကြည့်ရှိနေတည်တော်ပြီးတင်ပါတယ်ဗျ င်မပြေတာများလည်းခေါမမမေးခဲ့ရလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square နေပြီ Epic ကောင်တော့ဆုံးပါတယ်ဗျကောင်းသောနေ့လေးပန်ဆင်ကြပါသေးဗျ